အားလုံးပဲမင်္ဂလာပါရှင်။စာပေလမ်းရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ Book Review အစီအစဉ်မှကြိုဆိုလိုက်ပါရစေ။ကျမကတော့ရှုံးပါ။ဒီနေ့ကျမညွှန်ပေးခြင်းတဲ့စာအုပ်လေးရဆိုရင်ဆ iam ခင်ခင်သူရေးသားထားတဲ့ပန်းကြာဝင်းမုံဆိုတဲ့ဝတ္ထုပဲဖြစ်ပါတယ်။ပန်းကြာဝင်းမုံဝတ္ထုဟာအရင်တစ်ခေတ်တခါကဝင့်ကြွားစွာရှိခဲ့တဲ့မန္တလေးဒေသကောလိနဲ့ပင်မတက္ကသိုလ်ကြီးတို့ရဲ့အငွေ့အသက်တွေကိုစာဖတ်သူတွေအနေနဲ့ခန်းစားသိရှိစေနိုင်ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ပဲဖြစ်ပါတော့တယ်။ တက္ကသိုလ်ကျောင်းရဲ့တဘာဝကိုနောက်ခံပြီးရေးသားထားတဲ့ဝိထုတွေဟာဆိုရင်ကျမတို့ယတ္တစာပေကိုနှစ်ချိုက်ကြတဲ့လူတွေအတွက်အမတန်းမှအနှစ်သာရရှိလာတဲ့ဝိထုအမျိုးအစားတွေလည်းဖြစ်တယ်ပေါ့နော်အခုလိုတက္ကသိုလ်ကျောင်းရဲ့အငွေအသက်တွေပါဝင်တဲ့စာအုပ်တွေကိုဖတ်ရှုမိလိုက်တာနဲ့ကျမတို့ဟာ တက္ကသိုလ်ကိုတက်ရောက်ခဲ့ရသည်ဖြစ်စေအချိန်ဤတစ်ခုခုကြောင့်မတက်ရောက်ခဲ့ရသည်ဖြစ်စေတက္ကသိုလ်ဆိုတဲ့အတိလေးရယုံနေတဲ့ရှင်ထဲမှာ တအုံနှင်းနှင်းနဲ့အောင့်မေတ္တာဖြစ်နေမိတာကတော့အမှန်ပါပဲရှင်။ယခုဝိထုထဲမှာဆိုရင်မိသားစုနောက်ခံအခြေအနေတွေမတူကြပေမဲ့တက္ကသိုလ်ဆိုတဲ့နေရာတစ်ခုမှာလာရောက်ဆုံစည်းကြပြီးတတွေးတဲ့တသားတွေဖြစ်ခဲ့ကြတဲ့တငယ်ချင်းတစုရဲ့ဈားတွေကနှွေးထွေးတဲ့တန်ရုံစဉ်တွေအချင်းချင်းအပိဖိမာတပ်ပုံတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ဒါအပြင်ကောင်းကင်ကလာမင်းနဲ့နှင်းစီပန်းအဝါရောင်ကိုအင်မတန်မှချစ်မြတ်လိုပြီး တက်ရွယ်ရလာတဲ့အခါမှာကျက်တည်ရှိတဲ့အမျိုးသမီးလေးတယောက်အဖြစ်ကြီးပြင်းလာခြင်းနဲ့ဆိုရဲတီဝီမေလို့ခေါ်တဲ့ဆေကျော်သက်ကောင်မလေးတယောက်နဲ့ရှမ်းလူမျိုးတို့အတွက်အလေးထားရတဲ့စော်ပွားမျိုးနွယ်ကနေဆင်းသက်လာပြီးအင်မတန်မှအနေတကြီးတယ်လို့ကြပြားတွေစောင်းတန်တွေကို အလွန်နှစ်ချိုက်တဲ့အောင်နိုင်သူဆိုတဲ့ရှမ်းကပြားလေးတယောက်သူတို့နှစ်ဦးရဲ့ဒေတာကောလိပ်မှာတွေ့ဆုံမှုကနေစလို့ ငယ်ကချစ်နှစ်တရားဆိုတဲ့စကားအတိုင်းနှောက်ဖွဲ့ထားတဲ့ချစ်ချင်းတွေကိုလည်းခံစားရပါလိမ့်မယ်။အဓိကဆက်ဆောင်တွေဖြစ်တဲ့မိနဲ့အောင်တို့ရဲ့ခံစားချက်အစ်စ်အမှန်တွေရာဆိုရင်ကဗျာတွေထဲမှာဝတ်ထားတာဖြစ်လို့ဒီဝတ္ထုကိုဖတ်မယ်ဆိုမိနဲ့အောင်တို့အပြန်အလှန်ညွှန်ကြားရေးပြကြတဲ့ကဗျာတွေကိုပါတိချာလေးအရသာခံပြီးဖတ်ကြည့်ဖို့ကြားပြန်အနေနဲ့တိုက်တွန်းချင်ပါတယ်။လာရောင်ကိုမြင်ရင်နင်းစီပန်းအဝါရောင်ကိုမြင်ရင်တက္ကသိုလ်ချောင်းကိုမြင်ရင် နောက်ပြီးကြပြားတွေနဲ့စောင်းတူရီယာကိုမြင်ရင်မင်းနဲ့အောင်ကို အမှတ်ရမိသည့်အထိကျမအတွက်တော့မမရရဖြစ်ခဲ့ရတဲ့ဝတ္ထုလေးတစ်ပုဒ်ဆိုလဲမမပါဘူး။ဒါပြင်ကျမဒီဝတ္ထုလေးကနေမမရရဖြစ်နေသေးတဲ့တခြားအရာလေးတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒါကတော့အောင်ပြောဘူးတဲ့အချစ်ဆိုတာဘဝပါရတယ်။ဘဝမပါတဲ့အချစ်ဟာစိတ်ကူးတက်တက်တာဖြစ်ပြီးတော့မယ်ဆိုတဲ့စကားလေးပါပဲ။ကျမတို့ဘဝတွေမှာ ဘဝမပါဘဲအချစ်တသက်သာရှိပြီးချစ်ခဲ့ကြတဲ့အချိန်တွေရှိနိုင်တယ်လို့ဘဝကိုထဲ့ပေါင်းပြီးချစ်ဖို့လိုလာတဲ့အချိန်တွေလည်းရှိကြမှာပါဘလို့အချစ်မျိုးပဲဖြစ်ပါစေပေးဖို့ထိုက်တန်တဲ့အချစ်တွေနဲ့သာတွေ့ခွင့်ချစ်ခွင့်ရပါစေလို့ဆုတောင်းပေးပါရစေအခုနားထောင်နေတဲ့သူတွေအတွက်လည်းနားထောင်ရတာအနှစ်သာရတစ်ခုအကျိုးတစ်ခုရှိစေမယ်လို့ညွှန်လင်းပါတယ် ီဝိထုလေးနဲ့ပတ်သက်လို့တွေးမိတာပဲဖြစ်ဖြစ်အမှန်ရမိတာလေးတွေရှိရင်လည်း comment box မှာရေးသားသွားလို့ရပါတယ်ဆိုတာကိုပြောရင်အခုကျမတို့ရဲ့ book review အစီအစဉ်လေးကိုရပ်နာခြင်းပါတယ်နားဆင်ပေးခဲ့ကြတဲ့ဇာဖတ်ပရိသတ်တဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် review အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတာယာတို့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်